မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 4ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့လာရှိုးမျိုးအခြေဆိုင်စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို August 3ရက်နေ့မှာအပိသက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်းကိုကန့်တက်မတော် MNDA ကထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် MNDA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဟာလာရှိုးမျိုးသိမ်းတိုက်ပွဲကိုဇူလိုင်လ3ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ရာ ဩဂတ်စ်လ3ရက်နေ့နေ့လယ်12:20မိနစ်မှာရမခစစ်တိုင်းကိုအပြည့်အဝသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းအသိပေးခဲ့ပါတယ်။ MNDJB ရဲ့မှန်ကန်တဲ့ဥဆောင်မှုနဲ့ရှေ့တန်းတပ်သားများအားလုံးရဲ့သွေးထွက်တန်ရိုးတိုက်ပွဲများနဲ့အတူ2024ခုနှစ်ဩဂတ်စ်လ3ရက်နေ့နေ့လယ်12:20မိနစ်မှာ MNDA တပ်ဟာမင်းအောင်လိုင်ရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုအပြည့်အဝသိမ်းပိုက်နိုင်ခဲ့ပြီးတော့ကြံနေတဲ့ရန်သူတပ်များကိုချိန်မုံခဲ့ပြီး MNDA တပ်ဟာ၎င်းတို့ရဲ့စစ်စင်ရေးမှာ ပြည့်ပြည့်စုံတဲ့အောင်ပွဲရရှိခဲ့တယ်လို့ MNDAA ကဩဂတ်စ်လ3ရက်နေ့ညနေပိုင်းမှာထုတ်ပြန်ထားပါတယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရဲ့စိုင်းဘုတ်ရှိမှာ MNDAA တပ်ဖွဲ့ဝင်များ အောင်ပွဲခံနေတဲ့ဓာတ်ပုံမှတ်တမ်းကိုလည်းဖော်ပြထားပါရယ် MNDA ဟာဇူလိုင်လ25ရက်နေ့ကတည်းကရမခစစ်တိုင်းကိုတင်ပိုက်ပြီးတော့လာရှိုးမျိုးလွတ်မြောက်ပြီလို့ကြေညာထားခြင်းဖြစ်တယ်လို့သိရပါရယ်ဒါအပြင်လာရှိုးကို MNDA အုပ်ချုပ်ရေးရန်တရာဖော်ဆောင်မယ်လို့အသိပေးခဲ့ပြီးတော့မျိုးရဲမှာရှိတဲ့စစ်ကောင်စီတိုက်ရဲများစစ်ကောင်စီတိုက်တပ်ဆွဲရနေရာများကိုရှင်းလင်းခဲ့ရာစစ်ကောင်စီဘက်ကပေဆုံးထိခိုက်မှုများပြားခဲ့ပြီးတော့လက်နက်ချအလင်းဝင်မှုများလည်းရှိခဲ့တယ်လို့သိရပါရယ်ဇူလိုင်လ21ရက်နေ့မှာလာရှိုးတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးဦးဆောင်တဲ့တပ်ဖွဲ့ဝင် စုစုပေါင်း318ဦးလက်နက်ချလင်းဝင်ခဲ့တယ်လို့သိရပါဗျ။ဩဂတ်စ်လ1ရက်နေ့မှာလည်းစစ်စေးယုံမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့စစ်ယုံဝန်ထမ်းများစုခွာသွားပြီးတော့ဒဏ်ရာရသူအများပြားနဲ့၎င်းတို့ရဲ့မိသားစုဝင်များစုစုပေါင်းလူဦးရေ480ကျော်ကိုတပ်မတော်စစ်ယုံမှာစွန့်ပစ်ထားခဲ့ကြောင်း MNDA ကအသိပေးထားပါဗျ။အခုလိုမျိုးစွန့်ပစ်ထားခံရတဲ့လူနာများနဲ့မိသားစုဝင်တွေဟာစစ်ကောင်စီရဲ့အောက်ခြေတပ်ဖွဲ့ဝင်များနဲ့မိသားစုများဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလမ်းရှိုးအခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ကအပိသက်သိမ့်ပတ်ရရှိကြောင်းဓပုံတပ်တွေများနဲ့တကွာဩဂတ်စ်လ3ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဩဂတ်စ်လ3ရက်နေ့နေ့လယ်12:20မိနစ်မှာ MNDAA တပ်များကအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုအပြေးအဝသိမ့်ပတ်နိုင်ခဲ့ပြီးတော့စစ်ကောင်စီတပ်များကိုချိန်မုံနိုင်ခဲ့ကြောင်း MNDAA ကတရားဝင်ထုတ်ပြန်ကြေညာခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့လမ်းရှိုးအခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုသိမ့်ပတ်ပြီးတဲ့နောက်မှာ စစ်ကောင်စီရဲ့အလံကိုဖြုတ်ချပြီးတော့ကိုကန့်အမျိုးသားအလံကိုလွှတ်တင်လိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလပီတင်ဆက်ပြရမယ့်သတင်းကတော့လာရှိုးအခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ကတိမ့်ပိုက်ပြီးတဲ့နောက်မှာအလံဖြူထောင်ခဲ့တဲ့စစ်သားနဲ့တပ်မိသားစုဝင်များအများပြားရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးအခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က အပိသက်သိမ့်ပိုက်ရရှိကြောင်းဩဂတ်စ3ရက်နေ့မှာတရားဝင်ထုတ်ပြန်ကြေညာလိုက်တယ်လို့သိရပါတယ်။2024ခုနှစ်ဩဂတ်စ3ရက်နေ့နေ့လယ်12:20မိနစ်မှာ MNDA တပ်ကအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုအပြည့်အဝသိမ့်ပိုက်နိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာအလန်းဖြူထောင်ခဲ့တဲ့စစ်သားနဲ့တပ်မိသားစုဝင်တွေအများပြားရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့လာရှုံမြို့အကျဉ်းထောင်ကတောင်းလူမျိုးအကျဉ်းသား138ဦးကို MNDAA က TNLA ထံမှလွှဲပြောင်းပေးရခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ24ရက်နေ့မှာလာရှုံမြို့အကျဉ်းထောင်ကိုညီနောင်မမိတ်၃ဘက်ကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီရဲ့အကျဉ်းထောင်ထဲမှာအကျဉ်းကျခံနေရတဲ့တောင်းအမျိုးသားအကျဉ်းသား138ဦးကိုကိုကတ်တပ်ဖွဲ့ MNTJP MNDAA ကပလောင်ပြင်းနေ လွတ်မြောက်ရေးတပ်ဦး PSLF DNL ထံကိုလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ညီနောင်မဟာမိတ်သုံးဘွဲ့ကကိုကန့်တက်မတော် MNDA ဦးဆောင်ပြီးတော့တော်လန်ရေးပူပေါင်းတပ်ဖွဲ့များနဲ့အတူလာရှိုးမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အုတ်ချုပ်ရေးရန်တရားကိုဖယ်ရှားတိုက်ဖြတ်ရေးတိုက်ပွဲဆင်နွှဲရမှာလာရှိုးအကျဉ်းထောင်ကိုတိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လွှဲပြောင်းပေးအပ်ခဲ့တဲ့အကျဉ်းသား138ဦးထဲမှာမတရားအသိနဲ့ဆက်သွယ်တဲ့ပုံမှစက်ခွန်မြင်းဆောင်တင့်နဲ့တရားစွဲခံရသူအကျဉ်းသား9ဦးမတင်ငါမှုနဲ့15ဦးလောင်းကစားမှုနဲ့2ဦး အရေးပေါ်ထုတ်ပြန်တဲ့အမိတ်မာရှယ်လောဥပဒေနဲ့၃ဦးရဲပြေးမှုနဲ့လောက်ဝကအမှုနဲ့၄ဦးဓမြတိုက်မှု၂ဦးရဲစီးမှု၁ဦးလူကုန်ကူးမှု၂ဦးမူရဲမှု86ဦးလို့ပါဝင်တယ်လို့သိရပါဗျ။အဲ့ဒီအကျဉ်းသားများကိုပလောင်ပြင်းနဲ့လွတ်မြောက်ရေးတပ်ဦး PSLF TNL အုပ်ချုပ်ရေးဌာနကလက်ခံနေရချမှတ်ထားပြီးတော့ တ်ဆိုင်ရာအမှုအသီးသီးကိုပြန်လည်စီစစ်ကပြန်လွတ်ပေးခြင်းပြည်မှုဆိုင်ရာပြန်လည်အရေးယူခြင်းစတဲ့လုပ်ငန်းစဉ်များကိုစီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်လာရှိုးအကျင်းထောင်ကနေပြီးတော့လွတ်မြောက်ပြီးဖြစ်တော်လဲတပ်ဆိုင်ရာမိသားစုထံနဲ့ PSLF TNLA ထံကိုမရောက်ရှိသေးတဲ့တောင်းလူမျိုးအကျဉ်းသားများကိုလည်းမိသားစုထံကိုပြန်လည်ရောက်ရှိနိုင်ရေးအတွက်မဟာမိတ် MNTJP MNDA ထံဆက်လက်ပြီးတော့ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့ TNL ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မှာဇွန်လအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲများမှာအချမ်းဘတ်စစ်ကောင်စီတပ်သားအယောက်90တေဆုံးသွားပြီးတော့လက်နက်34လက်သိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ4ရက်နေ့မှာလွိုက်ကော်မျိုးမိုင်းလုံးရက်ကွက်ရွာရဲရှိ GDC ကျောင်းမြက်ကလက်တောင်ထူထူငန်တနဲ့ပန်ကန်းတို့ဘက်မှာ အင်အားဖြည့်တင်းပြီးတော့စစ်မျက်နှာများဖြန့်ခွဲကဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ဇူလိုင်လတလလုံးတိုက်ပွဲဖြစ်ပွားခဲ့ကအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိခဲ့ပြီးတော့လက်နက်ငယ်လေးလက်နဲ့ခဲယမ်းမီးကြောင့်များစစ်သုံးဆောင်ပစ္စည်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ပွဲကာလအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအူတနက်တလန့်နဲ့အတူ KNDF ထံကိုလာရောက်ပြီးတော့လင်းဝင်ခဲ့တယ်လို့သိရပါဗါတယ်။ဒါအပြင်နနတော်ထင်းငါလျာရက်ွက်နဲ့ဘာတို့ကြီးရွာထီထီကြီးရွာများဘက်မှာစစ်ကြောင်းထိုးတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို KNDF က တံပြန်တိုက်ခတ်မှုများကိုလှုပ်ဆောင်ခဲ့ရာထိတွေ့တိုက်ပွဲများဂျိုကြားဂျိုကြားဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ရှမ်းပြည်နယ်တောင်ပိုင်းကကရင်ပြည်နယ်ဘက်ကိုဥတီလာတဲ့စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ပူပေါင်းအင်အား900ကျော်ပါတဲ့စစ်ကြောင်းဟာဇွန်လ15ရက်နေ့ကနေပြီးတော့ဇွန်လ15ရက်နေ့အထိတလကြာပင်လောင်းဘက်ကနေပြီးတော့စောင်းပြောင်းနောင်ဝိုးဘက်ကိုစစ်ကြောင်းထိုးလာခြင်းကြောင့် ကရင်နီတော်လည်းပူပေါင်းတပ်များကဇွန်လ30ရက်နေ့ကနေစပြီးတော့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာဇွန်လ2ရက်နေ့အထိကိုထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းဘက်ကအယောက်90နီးပါးတေဆုံးခဲ့ရတယ်လို့သိရပါဗါတယ်အလားတူပဲစောင်းပြောင်းမှာရှိတဲ့အထိုင်စခန်းကုန်းတစ်ခုနဲ့ရဲစခန်းတို့အားကရင်နီတော်လည်းပူပေါင်းတပ်ဖွဲ့ကသိမ့်ပိုက်မီးရှို့ရှင်းလင်းနိုင်ခဲ့ပြီးတော့လက်နက်ငယ်အစုံ15လက်နဲ့ KMI ကြောင့်များအစ်စ်300ပစ္စည်းများကိုသိမ်းဆီးရရှိခဲ့တဲ့အပြင် စစ်တုံးမန်းများကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။နောင်ဝိုးဘက်အထိကိုရောက်ရှိလာတဲ့စစ်ကောင်စီနဲ့ PNO ပြည်သူ့ဆက်ပူးပေါင်းစစ်ကြောင်းများဟာကယင်နီတော်လိုင်းပူးပေါင်းတပ်များရဲ့တံပြန်တိုက်ခိုက်မှုများကြောင့်အထိကိုက်များစွာနဲ့စောင်းပြောင်းဘက်ကိုပြန်လည်ဆုတ်ခွာသွားရတယ်လို့သိရပါဗျ။ဇော်လိုင်းလ18ရက်နေ့ကစပြီးတော့မြောင်ရွှေမြို့နယ်နဲ့ဖဲခုံမြို့နယ်အဆက်မှာရှိတဲ့မော်ဘီစီဆိုင်လမ်းပိုင်းပေါ်မှာရှိတဲ့စစ်ကောင်စီနဲ့ PNO ပြည်သူ့ဆက်ပူးပေါင်းထားတဲ့လွဲခုံစခန်းကိုစစ်စေးရဲဂိတ်တို့ကိုကယင်နီတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ စခန်းကုန်းနှစ်ခုနဲ့စစ်စေးရဲ့ဂိတ်တို့ကိုမိရှုပ်ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30ကျော်တိစုံပြီးတော့၎င်းတို့ထံကနေပြီးတော့လက်နက်ငယ်15လက်နဲ့ခရမီးကြောင်များအတုံးဆောင်ပစ္စည်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါဗါတယ်။ဇွန်လတလတာအတွင်းနဲ့လက်ရှိအချိန်ထိစောင်းပြောင်းဖေကုန်းနဲ့ညောင်ရွှေနယ်စပ်မှာရှိတဲ့စံကားနဲ့မော်ဘီဘက်တို့မှစစ်ကောင်စီရဲ့စစ်ကြောင်းများဆက်လက်ရှိနေပြီးတော့နေ့စဉ်နေပါထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့ KNU ဗဟိုကပြောဆိုထားပါဗါတယ်။ဖားဆောင်မှာရှိတဲ့စစ်ကောင်စီရဲ့ အခြေစိုက်တပ်များနဲ့ကာကင်းစခန်းများကို KND တော်လှန်ရေးတပ်ဖွဲ့များကစစ်ဆင်မပြတ်တိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ရမှာထိတွေ့တိုက်ပွဲများဂျိုကြားဂျိုကြားဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအလားတူပဲဒီမော့ဆိုမြို့နယ်အခြေစိုက်စစ်ကောင်စီရဲ့အမှတ်၄နှစ်ခွန်တပ်ဘက်ကစစ်ကြောင်းတစ်ခုဟာဒီမော့ဆို၆မိုင်လမ်းမကြီးပေါ်မှာရှိတဲ့ ဒေါခလိုက်လင်းကျေးရွာဘက်ကိုဇူလိုင်လ22ရက်နေ့မှာရောက်ရှိလာပြီးတော့ကယန်ဒီတော်လိုင်းပူပေါက်တပ်ဖွဲ့များကတံပြန်တိုက်ခိုက်ခဲ့ရာထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ကယန်ဒီပြည်နယ်မှာဇူလိုင်လတလတာအတွင်းလွိုက်ကောဖားဆောင်တဲ့ဒီမော့ဆိုမြို့နယ်များမှာ၎င်းကယန်ဒီနယ်ရှမ်းတောင်နယ်ဆက်ဖဲကုန်းပင်လောင်ညောင်ရွှေမြို့များမှာ၎င်းလွိုက်ကောမြို့ထင်းငါလျာနနတ်တော်ဘာတုံထီရီမိုင်းလုံးရွာတန်းရှည် ထူထူငန်တနဲ့ပန်ကန်းရက်ွက်ခြေရွာများတလျှောက်မှာ၎င်းအချမ်းမဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ကရင်နီတော်လိုင်းပူပေါင်းတပ်ဖွဲ့များကြားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲများအတွင်းမှာအသက်ပေးသွားခဲ့ရတဲ့ KNDF ရဲဘော်များအားအာဇာနည်သူရဲကောင်းများအဖြစ်နဲ့အစစ်အမြဲတမ်းလေးစားမှတ်တမ်းတင် ထားမှာဖြစ်ကြောင်း KNDF ဘဟုကထုတ်ပြန်ထားပါတယ် လွိုက်ကော်မျိုးတိုက်ပွဲများအတွင်းမှာစစ်ကောင်စီရဲ့လက်နက်ကြီးများနဲ့ဒရုန်းများနဲ့ဗုံးကျဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူငောင်းတဲ့အထက်သေဆုံးမှုရှိနိုင်ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲစစ်ကောင်စီကလက်နက်ကြီးဒရုန်းများနဲ့ဗုံးကျဲတိုက်ခိုက်ခြင်းနဲ့မိရှုဖျက်ဆီးခြင်းများကြောင့်လွိုက်ကော်မျိုးမိုင်းလုံးရွာတန်းရှိပန်ကန်းတလျှောက်မှာရှိတဲ့ပြည်သူလူထုရဲ့နေအိမ်အလုံး60ကျော်မိလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဒါ့အပြင်ဇော်လိုက်လာတရက်နေ့မွန်းလဲတနအိကျော်အချိန်ကလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ဖေကုံမြို့နယ်အနောက်ဘက်ချမ်းမှာရှိတဲ့စစ်ဘေးရှောင်စခန်းတစ်ခုကိုစစ်ကောင်စီက Jet Fighter နဲ့နှစ်ကြိမ်လာရောက်ပုံကျဲတိုက်ခတ်ရာစစ်ရှောင်နေအိမ်၅လုံးကနေစာတင်ကြောင်းတစ်ခုထိခိုက်ပျက်စီးခဲ့ရကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကဆုံးပစ်ခဲ့တဲ့လာရှိုးစစ်ဆေးရုံကစစ်သားလူနာများနဲ့မိသားစုဝင်အယောက်480ကျော်ကို MNDAA ကကယ်တင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်ရဲ့အာနာသိတ္တဟာဒဏ်ရာရတဲ့စစ်သားများနဲ့၎င်းတို့ရဲ့မိသားစုဝင်များကိုလာရှိုးမြို့တပ်မတော်ဆေးရုံမှာခြံထားခဲ့ပြီးတော့ MNDAA တပ်ဖွဲ့များက၎င်းတို့အား လုံခြုံတဲ့နေရာကိုလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။2024ခုနှစ်ဩဂတ်လ1ရက်နေ့မှာ MNDA တပ်ဖွဲ့ဝင်များအနေနဲ့လာရှိုးမြို့အရှိမြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှာကြံရစ်နေတဲ့စစ်ကောင်စီတပ်များကိုဆက်လက်တိုက်ခိုက်ချေမှုန်းခဲ့ရမှာအရှိမြောက်တိုင်းတိုင်းစစ်ဌာနချုပ်ရဲ့တမတော်ဆေးရုံမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ဆေးရုံဝင်သားများဟာအချိန်တော်ကြာဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရရှိသူအများအပြားနဲ့၎င်းတို့ရဲ့မိသားစုဝင်များစုစုပေါင်းအယောက်480ကျော်ကိုတမတော်ဆေးရုံမှာစွန့်ပစ်ထားခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ကစွန့်ပစ်ခဲ့တဲ့ဒူတီအားလုံးဟာပြင်းထန်စွာဒဏ်ရာရရှိသူများဖြစ်ပြီးတော့အများစုဟာမတန်ဆွမ်းတဲ့စစ်သည်များဖြစ်ပြီးတော့၎င်းတို့ရဲ့အထက်အရာရှိများနဲ့ရဲဘော်ရဲဘက်များက၎င်းတို့အားရရဆက်ဆက်စွန့်ပယ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။လူသားချင်းစာနာထောက်ထားမှုနဲ့ MNDA ရဲ့စစ်တုံးမှန်းများအားကောင်းမွန်စွာစောင့်ရှောက်ဆက်ဆံတဲ့မူဝါဒအရာ ိုက်ပွဲများပြင်းထန်နေတော့လဲ MNDA တပ်ဖွဲ့ဝင်များကဒဏ်ရာရရှိသူများနဲ့၎င်းတို့ရဲ့မိသားစုဝင်များကိုလုံခြုံရာကိုလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။လုံခြုံတဲ့နေရာကိုအပြောင်းအရွှေ့လုပ်နေတဲ့အချိန်မှာမတန်ဆွမ်းတဲ့စစ်ကောင်စီတပ်သားများကို MNDA တပ်သားများကတလန်းလုံးကြောပေါ်ကိုတင်ပြီးတော့ပြောင်းရွှေ့ပေးခြင်းပြင်းထန်စွာဒဏ်ရာရရှိသူတချို့ကိုပြောင်းရွှေ့နေရင်းနဲ့တင်ကုသကယ်ဆယ်ခြင်းများကိုပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။လာရှုံမြို့တိုက်ပွဲမဆတ်တင်မီမှာ လာရှုမြို့မှာရှိတဲ့အာနာသိန်းတက်ရဲ့အကြီးတန်းအရာရှိများက၎င်းတို့ရဲ့မိသားစုဝင်များကိုရွှေ့ပြောင်းရန်စီစဉ်ခဲ့ပြီးတော့မိသားစုဝင်များကိုရဟတ်ရများနဲ့လာရောက်ခေါ်ဆောင်သွားကြတယ်လို့သိရပါတယ်။အောက်ခြေကတပ်သားတွေကတော့၎င်းတို့ရဲ့မိသားစုဝင်များကိုအရွှေ့အပြောင်းမပြုတ်လို့ရလို့အမိန့်ထုတ်ပြန်ခဲ့ကြောင်းဒဏ်ရာရရှိသူများထံကနေပြီးတော့သိရှိရပါတယ်။စစ်ကောင်စီတပ်အတွင်းမှာအခုလိုမျိုးလူဒန်းစားခွဲခြားမှုကိုထင်ထင်ရှားရှားတွေ့မြင်နိုင်ပြီးတော့အောက်ခြေစစ်သားတွေရဲ့ဘဝဟာစစ်အရာရှိများရဲ့နိုင်ထက်စီးနှင်းပြုခြင်း စုတ်ပယ်ခြင်းတို့ကြောင့်စစ်မြေပြင်မှာကိုအားကိုကိုးပြီးတော့ရှင်သန်နေရတယ်လို့ MNDA ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ